ာပါကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်ရဲ့ Facebook page ကနေဒေါ်လာဝယ်ငွေရှာလို့ရမရဘယ်လိုစစ်ဆေးရမလဲဘယ်လိုကြည့်ရမလဲဆိုတဲ့အဟာလေးကိုအသေးစိတ်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့ David Kim ဖြစ်ပါတယ်ဆိုတော့စားလိုက်ကြရအောင်ဆိုတော့ကျွန်တော်ပထမအိုးဆုံးအနေနဲ့ကျွန်တော်ရဲ့ Facebook page ကိုတွားရမှာဖြစ်ပါတယ်အဲဆိုတော့ဒီနေရာလေးကိုသွားမယ်ဒီနာလီရောက်လာပြီးဆလုပ်ရှိရင်ကျွန်တော် ဒီ professional desk boss ဆိုတဲ့ဟာလေးကိုနေရာမှာဖြစ်ပါတယ်ဒီကောင်လေးကိုနေမယ်ဒါလေးကိုနေပြီးတော့ဒီနေရာမှာအပေါ်ကနေဒီ home inside content grow vm ဘီနာလေးမှာ monetization ဒီနေရာကနေစစ်လို့ရတယ်လို့ခုန home နေရာကနေလဲအောက်ကိုနည်းနည်းရွှေ့ပြီးတော့ဒီ monetization ဒီနေရာမှာဒီကနေလဲစစ်ဆေးလို့ရတယ်เนาะဆိုတော့ကျွန်တော်ဒီနေရာမှာ monetization နေရာကိုတစ်ချက်နှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒီနေရာမှာအဲအခုကျွန်တော်ပြထားတဲ့ page ကကြတော့ areas on real လဲအောင်ပြီးပြီး content monetization လဲအောင်ပြီးပြီးဆိုတော့အောက်မှာတစ်ခုရှောက်လို့ရတဲ့ဟာတစ်ခုကြံသေးတယ် star ရှောက်လို့ရတယ်ဆိုတော့ဒီနေရာမှာ star ရဲ့ဘေးနားလေးမှာ setup ပေါ်လာတဲ့ ဆလို့ရှိရင်ကျွန်တော်ရဲ့ဒီ Facebook page ကဝယ်ငွေလမ်းကြောင်းဒေါ်လာဝယ်ငွေရှာလို့ရနေပြီဗောနော်ဆိုတော့အပေါ်မှာအခုကျွန်တော်ရဲ့ page မှာကြတော့ ARS on real တွေ content monetization လေးတွေဘာဖြစ်လို့ set up မပေါ်တာလဲဆိုလို့ရှိရင်ကျွန်တော်ကရှောက်ပြီးသားဖြစ်နေလို့ set up မပေါ်တာ ကျွန်တော်မလျှောက်ရသေးဘူးဆိုလို့ရှိရင်အဲဒီအောက်နားလေးမှာ available to set up ဆိုတဲ့နေရာမှာလျှောက်လို့ရတဲ့အနေအထားဆိုပြီးတော့လျှောက်လို့ရတဲ့အထဲမှာ star ရဲ့အောက်နားလေးမှာ areas on real တို့ content monetization တို့က set up ပေါ်လာမှာဖြစ်ပါတယ်ဗျဆိုတော့ဒီလိုမျိုးပေါ်လာတဲ့ဘေးနားလေးမှာ set up ပေါ်လာပြီးဆိုလို့ရှိရင် ကျွန်တော်ရဲ့ Facebook page ကနေဒေါ်လာဝင်ငွေအများကြီးရှာလို့ရမှာဖြစ်ပါတယ်ဗျဆိုတော့ဒီဗီဒီယိုလေးကိုတော့ ျွန်တော်ရဲ့ Facebook page မှာဒေါ်လာဝယ်ငွေရှာလို့ရပြီလားမရသေးဘူးလားဆိုတဲ့အဟာလေးကိုစစ်ဆေးတဲ့နေလန်လေးပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နစ်သက်တဲ့ဆိုလို့ရှိရင် ကျွန်တော်ရဲ့ Facebook account နဲ့ကျွန်တော်ရဲ့ page လေးကိုဆက်လက်အားပေးကြပါအောင်လို့ပြောကြရင်းတဲ့ဒီဗီဒီယိုလေးကိုကျွန်တော်ဒီမှာပဲအဆုံးသတ်ချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် bye bye